ပင်၍ဝါလိုသူများအတွက်ဆောင်းလျာသည်။ဆောင်းကားသည်စိတ်မှာချင်းတဲ့တဲ့နဲ့အေးတဲ့တဲ့ပါဝင်ပါတယ်။အည်တဲ့ပါဝင်မှုပုံမှုများပြပါတယ်။ဗီတာမင် A ဓာတ်မှာအံ့ဩဖွယ်ရာဖြစ်လောက်အောင်ပါဝင်ပြီးဒုတိယအများဆုံးပါဝင်တဲ့ဗီတာမင်မှာဗီတာမင် C ဖြစ်ပါတယ်။တတိယအများဆုံးပါဝင်မှုမှာရေငွေ့တဲ့နဲ့မီးဆုံးတဲ့တို့ဖြစ်ကြပါတယ်။ယောဂကုထုံးနေ၌ဇောင်းကားဒီစိမ့်ဟာတဲကြီးကိုပြက်စေတယ်။လေကိုနိုင်နေ ွေးကိုပြက်စေတယ်။အဖျားကိုဖြစ်စေပြီးရေငတ်ခြင်း၊အော့အန်ခြင်း၊အစာမကြေခြင်းတို့ကိုပျောက်ကင်းစေတယ်။ဆောင်းကားဒီစင်းကိုတနက်လှုပ်ရှားခြင်း၊ခင်းချက်စားခြင်း၊အတို့မြုပ်လှုပ်ရှားခြင်းတို့ပြုလုပ်နိုင်ပါတယ်။ယခုအခါမှာတော့ဆောင်းကားဒီစင်းကို၆တွေ့စီရန်နေလန်းပြီး၆တွေ့တဲ့နေရာမှာရေမင်းငွေဖြင့်ပေါင်းပြီးဂျိုထိုးကစားတောက်ကုန်တစ်မျိုးအဖြစ် ထုတ်လုပ်ရောင်းချနေကြပါတယ်။ ဆောင်ကားယိုသည်သဲကြီးကိုနိုင်ပြီးအချင်းကြီးနေပါတယ်။ဆောင်ကားသည်နဲ့မတည့်တဲ့အတွဲအစာများမှာငှုသည်နဲ့တံမြာသည်ရှောက်ပြီးတော့ဖြစ်ကြပါတယ်။ဆောင်ကားသည်အမဲ့ဤဂုံတက်သည်မှာက ချိုဟန်ချင်းအေးရွေးခြေလွယ်ပါတယ်။နှုတ်ကိုငင်းစေပါတယ်။ကရုန်းကိုတန့်ရှင်းစေပါတယ်။အများအပြားစားသုံးမှာကဖြားတတ်ပါတယ်။ အားကိုတိုးဝါးစေပြီးဤကိုရှင်စေတဲ့အတွက်ဝမ်းကိုသက်စေပါတယ်။တောင်ကားရီအမဲမှာဗီတာမင် A များစွာပါဝင်တော်လဲပဲဗီတာမင် C ဓာတ်မှာအသီးစိမ်းလောက်ပါဝင်မှု မရှိတော့ပဲကျော်နေသွားပါတယ်။တခြားရင်ငွေတဲ့နဲ့မိဆုံးသက်တို့မှာကျော်ပါမသွားပါဘူး။ကျန်းမာရေးအတွက်ဆောင်းကားဒီကို အတွင်းလိတ်ကောင်းယောဂါမဖြစ်စေရန်နဲ့ဖြစ်ပွားနေသူတိုင်းစားသုံးပေးရန်လိုအပ်ပါတယ်။ တောင်းကားသီးကိုသာမကအပင်ဤအခောက်ကြီးလဲပဲကျမ်းမာရေးအတွက်အသုံးဝင်ပါတယ်။တောင်းကားသီးကိုစားပေးပါကနှုတ်ကိုမြင်စေတဲ့အတွက်ခန္ဓာကိုယ်ဝဖြူစေရန်အထူးအချက်ဖြစ်နေပါတယ်။အစားအစာစားတော့တဲ့အခါနှုတ်မြင်တာနဲ့ရခင်ကစားတော့နေသည့်ထက်ပိုမိုစားတော့တဲ့ချင်းကယ်လိုရီစာများပိုမိုစားသုံးရန်တောင်းတတဲ့ချင်းစာလောင်မှုတိမ်မှုကမကြာခဏဖြစ်စေခြင်းတို့ကြောင့် ခန္ဓာကိုယ်လိုအပ်ချက်ကိုဖြည့်ဆည်းပေးရင်ကစားတဲ့ကစားဝါဖြိုးလာပါတယ်။မိန်းကလေးများအဖို့ဝိချလိုသူဖြစ်ပါကဇောင်းငါးသီးနဲ့ဇောင်းငါးဖြော်ရည်တောက်သုံးခြင်းကိုရှောင်ကျဉ်သင့်ပါတယ်။